Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းရွှေ့ရာသီမရောက်သေးဘူးရာသီမကုန်သေးဘူးဆိုပြီးမဲ့ဘူးလို့မနော်သူများအသိနေရဘက်ကအပြောင်းရွှေ့ဒီအမှန်ကန်လုံနေပြီသူပြင်သာအာဆင်နယ်တို့ပါလို့ဆိုလို့ရှိရင်လက်ရှိမှာမာတင်ဇူမင်တီကိုခေါ်ဖို့အတွက် Hewi ကိုဒီကျွန်တော်ဖြစ်သွားပြီဒါအပြင်သူတို့ Sporting Tactics ကစားမဖြစ်သူ Vita Gugres ကိုလည်းခေါ်ဖို့အတွက်ပေါ့နော်ကန်လန်းမှုတွေလှုပ်ထားတယ်လို့ကျွန်တော်သိနေရတယ်ဒါအပြင်လီဗာပူးတင်းကနေပြီးတော့အလွတ်နဲ့ထွက်မဲ့အာနူးကလည်း Real Madrid တို့ပါလို့ကိုကျွန်တော်ပြောင်းတော့မှာ နော်ဂျာဗီအလွန်ဆိုတို့လိုမျိုးလီဗာပူးကစင်းနီးပြားတွေကလည်းရီယယ်မက်ထရစ်နီးပြားကျွန်တော်တို့ဖြစ်လာတော့မှာဆိုတော့ဒါအပြင်တခြားအပြောင်းရွှေ့တွေအသင်းတွေမှာတခြားအသင်းတွေမှာဆိုလို့ရှိရင်လည်းအပြောင်းရွှေ့တွေကိုစီကျွန်တော်လုံနေကြပြီဆိုတော့ကိုရီတောင်းလျှောက်အပြောင်းရွှေ့တွေတည်င်းနေထွက်နေတဲ့ယူနိုက်တက်ကအခုချိန်ထိဘာမှန်ထိရောက်တဲ့ကျွန်တော်ကျွန်တော်တို့အပြောင်းရွှေ့အလုံဆောင်မှုတွေမရှိသေးဘူးဒီထဲမှာကျွန်တော်အနည်းဆက်ဆုံးကျွန်တော်ဘယ်သူရှိမလဲအပြောင်းရွှေ့နဲ့ပတ်သက်ရင်မက်ဒီယပ်စ်ကွန်ညာပေါ့ကွန်ညာနဲ့ပတ်သက်လို့ရှိရင်ကိုရီယူနိုက်တက်ရဲ့ဘက်က ်တရင်ထွက်တာဗျာဘလောက်ထိတောင်ပိုင်းကျွန်တော်များနေပြီလေကောင်းကောင်းတွေ့နိုင်တယ်ကုညာဟာကျွန်တော်ရဲ့ဘယ်လိုပြောမလို့လက်ရှိမှာဆိုလို့ရှိရင်ဟိုခေါ်နိုင်ဖို့အတွက်အချင်းဤအမြင့်ဆုံးကစားသမားဖြစ်ကျွန်တော်မြင်နေရတယ်ဒါရန်နှုံးပြီးအာမခံလို့ရတာဘာမှမရှိသေးဘူးเนาะရောက်တော့ရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်တိုးတော်လည်းပဲအာမခံလို့ရတာကျွန်တော်ဘာမှမရှိသေးဘူးမက်ဒီယက်စ်ကုညာအတွက်အသက်90ကျော်ကျွန်တော်ပြီးဖို့အစဉ်သင့်ရှိတာကုညာက Manchester United ကိုပြောင်းချင်တာ ကိုရီကယူရိုပါလိဖိုင်နယ်မှာကျွန်တော်တို့အာယုံဆိုင်ဖို့ရှိတာအကယ်လို့ဘူဆွဲလို့ချန်ပီယံစ်လိဝင်ခွင့်ရရင်ကစားမတွေကိုခေါ်ဖို့အချင်းကြီးကောင်းလာမှာဒါမျိုးတွေကြောင့်အော်ငါတို့တော့မက်တီးယပ်စ်ကွန်ညာကိုခေါ်ဖို့အတွက်အချင်းကြီးကောင်းနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်ယူဆထားကြတာအသင်းကိုကွန်ညာရောက်လာပါလိမ့်မယ်ဆိုပြီးတော့အာမခံလို့ရတဲ့အရာအခုချိန်မှာဘာမှမရှိသေးဘူးဆိုတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ခြေလက်မနှေးတင်တာဒီကိုတွေပဲ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်အရင်ဦးဆုံးလှုပ်ဆောင်တင်တာဒီကိုတွေပဲလက်ရှိအသင်းကိုပြင်ဆင်ဖို့အတွက်အကောင်းဆုံးကြိုးပမ်းတင်တာဒီကိုတွေပဲဆိုတော့ဒါမှမဟုတ်ပေါ့နော်ဟိုသူများအသင်းတွေရဲ့ဘက်ကအသံတွေအများကြီးမထွက်ဘဲနဲ့ဖိုးဖက်ဖိုးဖက်ဆိုအပြောင်းအရွှေ့တွေကျွန်တော်လောက်ကူညပြီကိုတွေအခုချိန်ထိဘာမှထိရောက်တဲ့နော်ကျွန်တော်တို့ဒီအပြောင်းအရွှေ့လှုပ်ရှားမှုတွေမတွေ့ရသေးဘူးမဒီယက်စ်ကွန်ညာရဲ့အပြောင်းအရွှေ့ကိုစဉ်းစားကြည့်ဗျာအာကွန်ညာကိုခေါ်နိုင်တော့မရေဟိနော်ဟိုကွန်ညာကပေါ့နော်ဥပန်အတန်ကနေပြီးတော့ထွက်မှသေးကြပေါ့ရှိနေပြီပဲဗျာ စဉ်းစားကြည့်အသင်းကနေပြီးတော့ဟိုဗာလဲဥပါဟန်တန်ကနေပြီးတော့ကွန်ညာထွက်ဖို့သေချာနေပြီเนาะတခြားဘယ်အသင်းကိုပြောင်းမလဲပဲကြည့်ရမှာဒီအချိန်မှာ Mourinho ကိုယ်တိုင်လည်းပဲကွန်ညာကိုလိုချင်တယ်ကွန်ညာရဲ့ profile လက်ရှိဥပါဟန်တန်မှာကစားနေတဲ့အချိန်တွေကလည်း United နဲ့ကျွန်တော်တို့ကလုံးဝကန့်ညီမှုရှိတယ်ကိုရီလိုချင်တဲ့ profile ပဲကိုရီလိုချင်တဲ့ကစားမမျိုးပဲเนาะဒါအပြင်ဒီ David Rostino ဘာလို့ဆိုလို့ရှိရင်ရှေ့မှာပြောထားပြီးသား United က เนาะကစားမားတွေကျွန်တော်တို့ဒါခေါ်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးကွန်ညာတို့ဘာလို့နောက်ထပ်တိုက်စစ်မှုတယောက်တို့ခေါ်ဖို့ဆိုလို့ရှိရင်ကစားမားတွေရောင်းချဖို့မလိုသေးဘူးဆိုတော့ report တွေပါပြောထားပြီးသားအခုချိန်ထိဘာမှမထီရောက်တဲ့အပြောင်းအရွှေ့မလိုရသေးဘူးเนาะ Manchester City တို့ဆိုလို့ရှိရင်ဗျာပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့က Nico Gonzalez တို့ကိုခေါ်တယ်။ Oma Mamos တို့ကိုကျွန်တော်ခေါ်တယ်။ Kusanov တို့ကိုကျွန်တော်ခေါ်တယ်။တန်း200ကျော်ကျွန်တော်သုံးတယ်။ Cody Dugu တယောက်နဲ့နေပြီးသွားတာ။သူများအသင်းကတော့ ကျွန်တော်တို့ဒါလက်ရှိ top 4ကိုဝင်နေပြီ top 5ကိုဝင်နေပြီเนาะစုပ်ပြတ်တက်နေပါတယ်ဆိုတဲ့ယာတီမှာကိုရီထက်အများကြီးကောင်းနေเนาะစုပ်ပြတ်တက်နေပါတယ်ဆိုတဲ့သူတို့ယာတီမှာတန်းနေရကြောတုံးပြီးတော့ချက်ချင်းအားဖြစ်ပလိုက်တယ်လက်ရှိအာဆင်နယ်ဆိုလို့ရှိရင်ဗျာကျွန်တော် Champions League semi-final ကြီးကျွန်တော်ရောက်တယ်เนาะလက်ရှိ Premier League မှာဆိုလို့ရှိရင်အနိုင်ဆုံး1 2 3ရဲ့သူတို့ပြီးတော့မယ်ဟုတ်တယ်เนาะဟိုပြီးလို့ရှိရင်တရာတီနဲ့တရာတီ Premier League ကိုစိန်ခေါ်ဖို့အတွက်ထိတ်ဆုံးကဘိုးဆွဲနေတဲ့အသင်းကိုအမြဲတမ်းနှိပါတွန်းအားပေးနေတဲ့အသင်းဒါပေမဲ့အပြောင်းရွှေ့အတိုင်းမှာ တန်း90တန်း60တန်းကစားမတွေကိုအားဖြည့်တာသူတို့မရက်ဘူးကိုရီယူနိုက်တက်အနေနဲ့ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာဆိုလို့ရှိရင် Marcus Rashford ကိုအငှားနဲ့လက်လွတ်တယ် Jadon Sancho ကိုပြီးခဲ့တဲ့ရာသီမှာအငှားနဲ့လက်လွတ်တယ် Anthony Santos ကိုကျွန်တော်အငှားနဲ့လက်လွတ်တယ်နော်ပြီးလို့ရှိရင် Malaysia ကိုကျွန်တော်တို့ကအငှားနဲ့လက်လွတ်တယ်အသင်းကနေပြီးတော့လက်လွတ်လိုက်တဲ့ကစားမတွေရှိတယ်ကိုအသင်းကိုပြန်ရောက်လာတာ Patrick Dugu တယောက်ပဲရှိတယ် ်အရင် heaven တို့ဘာလို့ဆိုတာကမရှိသုံးသုံးရင်းနဲ့မကောင်းမှန်းသိလာတာတကယ်တကယ်တမ်းကငါတို့ဒီယာဒီမှာစသုံးမဲ့ဟေးဆိုတဲ့ပုံစံမျိုးနဲ့ချက်ချင်းကြီးခေါ်လာတာမျိုးမဟုတ်အပြည့်အသင်းမှာသူများတွေထက်ပူပြီးတော့ဒုက္ခရောက်နေတာတော့မှကိုဒီမှာအပြောင်းရွှေ့အခုချိန်ကြီးဘာမှထိရောက်တဲ့အရာမတွေ့ရအောင်အရာလုံးကနောက်ကျနေပြီအာအပြောင်းရွှေ့၃လောက်တောင်လိုသေးတယ်အခုဆိုလို့ရှိရင်အပြောင်းရွှေ့ကဗျာနွေယာဒီမှာ၃လောက်လို့လို့လို့ရမယ်အခုဆိုလို့ရှိရင်အဲအပြောင်းရွှေ့ရာသီတော့မရောက်သေးဘူးဘာညာပေါ့သူများအသင်းရဲ့ဘက်က Club World Cup တီးကံဖို့ရှိလို့ အခုကလေးကနေပြီးတော့ချက်ချင်းသူတို့ကပြင်ညစင်ကြနေကြပြီเนาะကံဖို့မရှိတဲ့အသည့်နေလည်းပြင်စင်နေကြပြီဒါပေမဲ့ကိုရီးယားဘက်ကသူများဒီလိုမျိုးပြိုင်ပွဲတွေလည်းအမှန်ကန်ကစားရတာလည်းမဟုတ်ဘူးအချိန်လည်းကျွန်တော်ရှိနေတယ်စုပ်ပြတ်တက်နေတဲ့လူလူစင်းကြီးလည်းကျွန်တော်ပိုင်ဆိုင်ထားရတယ်လက်ရှိနီးပြားသည့်ဖြစ်တဲ့ MO တွေအတွက်ဘယ်သူမှလည်းခေါ်မပေးရသေးဘူးဒါကိုအခုချိန်ထိကျွန်တော်လူစင်းပြောင်းလဲမှုတွေဘာမှလုပ်ပေးထားနိုင်ခြင်းမရှိသေးဘူးအဲ့လောက်ထိကျွန်တော်တိုင်ပတ်တာဒါကြောင့်အသင်းအနေနဲ့ပေါ့နော်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်အပြောင်းအရွှေ့ရာသီတိကျွန်တော်စောင့်နေလို့မရဘူး ကိုရီနဲ့တခြားသတင်းထွက်ပါတယ်ဆိုတော့ဂျူဗနီကွင်တာတို့ချယ်ဆီကိုကျွန်တော်အနေနဲ့ပေါ့နော်ပြောင်းဖို့အတွက်ဟီဝီကိုရီကျွန်တော်ဖြစ်သွားပြီသူများအသင်းတွေဘလောက်တောင်တွက်လိုက်တယ်လဲအခုချိန်ကြီးကိုရီတရဇက်တခြားထွက်နေတဲ့ကွင်ညာကိုဘာမှမလှုပ်ရှားနိုင်သေးဘူးတော်ကိုအချိန်ကြီးစိုးပါတယ်ဆိုတော့ Ineos နဲ့ဒါတောင်ရှိသူတွေအနေနဲ့ပေါ့နော်အပြောင်းရွှေ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ဆောင်နေလို့ကျွန်တော်မရဘူးသူများအသင်းတွေရဲ့ဘက်ကအပြောင်းရွှေ့ဖွင့်တဲ့ဒီစောင့်မနေဘူးလှုပ်ရှားရှိတိုင်းတန်းလှုပ်သွားပြီနော်ကိုရီနောက်ကျနေလို့ကျွန်တော်မရပါဘူးအသင်းဟာလက်ရှိဆုတ်ပြတ်နေတဲ့လူစင်းကိုပိုင်ဆိုင်ထားတာ နေရာတိုင်းကိုအားဖြည့်ပြီးတော့တတော်ကိုအလုံးရှုံးမဲ့အပြောင်းရွှေ့ရာသီတစ်ခုကြုံမှုရှိတဲ့နေရာမှာအပြောင်းရွှေ့ရာသီရောက်အောင်စောင့်နေလို့ကျွန်တော်မရဘူးဆိုတော့လာမယ့်နေ့ဒီမှာအသင်းအနေနဲ့အပြောင်းရွှေ့တွေလုပ်နိုင်မလားကျွန်တော်ကြည့်ရမှာပေါ့လေသူများအသင်းတွေရဲ့ဘက်ကတော့အတီးတီးဆိုသလိုကျွန်တော်တို့เนาะအပြောင်းရွှေ့တွေလုပ်နေကြပြီ